မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီတွေအပေါ်ပြည်သူလူထုကယုံကြည်မှုပျောက်ဆုံးနေတာကဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်နိုင်ငံရေးလေးလာစောင့်ကြည့်သူတွေကမေးခွန်းထုတ်လျက်ရှိနေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်တည်းအားဖြည့်ရှင်းဖို့အတွက်နီလန်းများစွာရှိပေမဲ့လည်းရွှေကောက်ပွဲနီလန်းကသာအထူးအခိုက်အနည်းဆုံးနီလန်းဖြစ်ကြောင်းနိုင်ငံရေးပါတီတွေကယူဆနေကြပါတယ်။ဒါပေမဲ့လည်းရွှေကောက်ပွဲရလက်အားမဲဆင်းအငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်ပြည်သူလူထုဟာလာမယ့်ရွှေကောက်ပွဲအပေါ်ယုံကြည်မှုအားနေပြီးစိတ်ဝင်စားမှုမရှိဘဲဖြစ်နေတယ်လို့လူထုမထောက်ခံတဲ့ ဲ့ရွေးကောက်ပွဲအားဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုလည်းယုံကြည်မှုမရှိဘဲဖြစ်နေကြောင်းရွေးကောက်ပွဲဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်။နိုင်ငံရေးပါတီတစ်ခုကလူထုကိုကိုးစားပြုပြီးလူထုအခက်အခဲကိုထုတ်ဖော်နိုင်မဲ့ပါတီဖြစ်မှသာမိမိတို့ကိုကိုးစားပြုတဲ့ပါတီဆိုပြီးအသိဝင်မှဖြစ်ကြောင်းနိုင်ငံရေးလေလာသုံးသက်သူဦးထောင်အောင်ကျော်ကစီအန်အန်သတင်းဌာနကိုပြောပါရတယ်။ဒါအတဆင်ဆင်းလေးပါနိုင်ငံရေးပါတီတခုလုပ်တဲ့ဒီလိုဆိုလို့ဆိုရင်လူတို့ကိုကိုစားပြုရမှာဖြစ်တယ်ပေါ့လူတို့ကိုကိုစားမပြုနိုင်ဘူးလူတို့ကလည်းပြောလို့ 有冰溜子，里面洗一把地瓜，拿 <noise> 刀，煮出来，红糖拿肉自己，红糖就管拿，拿肉不沾那个东西，你再把地瓜拿出来，阿牛最不能要嘛，煮出来，阿肉。 ပြည်သူလူထုဟာစောင်းဝင်နေရေးနဲ့အလောက်ကင်ခွင်လန့်အတွက်လေးစဉ်ရုန်းကန်နေရတာကြောင့်ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိပါဘူးအလားတူရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မှာဖြစ်ပြီးရွေးကောက်ပွဲပူပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့ຫນွေဦးတော်လန်ရေးအင်အားစုတွေကထုတ်ပြန်ထားတာကြောင့်လည်းပြည်သူလူထုဟာရွေးကောက်ပွဲနဲ့ဝေးဝေးနေလာကြပါတယ်ပြည်သူလူထုဟာနိုင်ငံရေးသမားတွေအားယုံကြည်မှုပြောင်းနေတာမဟုတ်ကြောင်းကြောက်လန့်နေတာဖြစ်ကြောင်းနိုင်ငံရေးကိုလှုပ်ရှားနေတဲ့သူတွေကြောင့်နိုင်ငံရေးဟာနာမည်ပြတ်နေတာဖြစ်ကြောင်းလတာမျိုးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း င်ဒေါ်စန္ဒမင်းက CNN သတင်းဌာနကိုပြောပါရယ်။ဥပဒေအရတော့မဟုတ်ဘူး။အာလူလူကအကြောက်တရားတွေတည်းဖြစ်နေတာ။ကြောက်တရားတွေဖြစ်နေတာလည်းရှိတယ်။နောက်တစ်ခုကအထောက်အကူတဲ့နောက်ပိုင်းမှာဖြစ်သွားတဲ့အရေးကြီးကိစ္စတွေဒီနိုင်ငံရေးသမားတွေအတော်နိုင်သမားဆိုရယ်လူတွေရဲ့ဆောင်ရွက်ပုံဆောင်ရည်ဒီအကုန်လုံးကလူလူကိုကြောက်နှံ့နေတယ်။နိုင်ငံရေးကိုကြောက်နှံ့နေတယ်။ မချိနေတော့အောင်ကိုကြောက်စရာကောင်းလို့အဖြစ်ဆုံးနေတယ်ဒီလူကကြုံတွေ့ရတာလေဒါကြောင့်လို့ပေါ့နော်ဒီလူကြီးကိုချိရတဲ့အခါမှာယုံကြည်မှုမရှိတာခဲ့ကြောက်ရနေတာလို့ကြားတာမြင်နေယုံကြည်မှုမရှိတာတော့ပုံနိုင်ငံတိုင်းမှာနိုင်ငံရေးသမားတွေဆိုတာရှိတယ်နိုင်ငံရေးသမားတွေလည်းမှလည်းကောင်းတဲ့ 别收里面利息了，哎，那俺有六三的利息了，那下我就不了，那俺有的嘛的，我我今天又交啦，往后又交那不啦，那也有六六三的利息 နိုင်ငံရေးဟာမျက်မြင်ပြတ်နေတာလို့ကျမပြောချင်တယ်။လက်ရှိမှာပြည်သူလူထုဟာကုန်စည်နှုန်းကြီးမြင့်ခြင်း၊ငွေကြေးဖောင်းပွနေခြင်း၊အလုတ်အကင်အခွင့်လန်းရှားပါခြင်း၊ပြပထွက်အလုတ်လုတ်ခွင့်တွေတားမြစ်ပိတ်ပင်ခံနေရခြင်း၊စစ်မှုထမ်းဥပဒေအရတရားမဝင်ဖမ်းဆီးခံရခြင်းနဲ့ငွေကြေးတောင်းခံနေရခြင်း၊တရားဥပဒေစိုးမိုးမှုကြောင့်ခိုးဆိုးလုနိုင်များခံနေရခြင်း၊လုံခြုံရေးအားနည်းခြင်းကြောင့်ပြည်ရင်းခရီးသွားလာမှုမလုံမကျုံဖြစ်ပေါ်နေတာတို့ကြုံတွေ့နေကြရပါတယ်။အဲ့ဒီအပြင်စစ်ပွဲတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရခြင်း၊ င်းအားစုတွေဈေးကြည့်ပြီးလဲရလုပ်ငန်းတွေမလုပ်ကင်နိုင်ခြင်းစစ်ပွဲတွေကြောင့်ပညာသင်ကြားခွင့်ဆုံးရှုံးနေခြင်းကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များမြင့်မားနေခြင်းစတဲ့အခြေအနေတွေကိုလည်းပြည်သူလူထုတွေကရင်ဆိုင်နေကြရပါတယ်နိုင်ငံရေးပါတီတွေဟာပြည်သူလူထုရင်ဆိုင်တုံ့တွေ့နေရတဲ့အခက်အခဲတွေကိုကာကွယ်ဖြည့်ရှင်းမပေးဘဲရွေးကောက်ပွဲကာလအမဲလိုခြင်းတဲ့အခါမှာမဲဆွယ်စည်းရုံးရေးစကားများပြောလာခြင်းအပေါ်လူထုကယုံကြည်မှုမရှိဘဲဖြစ်လာကြောင်းနိုင်ငံရေးလှလာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်နိုင်ငံရေးပါတီတွေဟာလူထုအကျိုးစီးပွား ားနဲ့ပါတီအကျိုးစီးပွားရှင်ပြိုင်တဲ့အခါပါတီအကျိုးစီးပွားကိုကာကွယ်နေကြတာကြောင့်လဲပြည်သူလူထုကနိုင်ငံရေးပါတီတွေအပေါ်ယုံကြည်မှုကင်းမဲ့လာပြီးလူပုဂ္ဂိုလ်တဦးချင်းကိုသာရွေးချယ်ပြီးယုံကြည်နေကြပါတယ်